ါရှင်ဒီနေ့ကတော့ F299 နဲ့ပတ်သက်ပြီးပြောပြပေးပါမယ် F299 ဆိုတာကတော့ရေရှည်နေတိုင်းခွင့်ဗီဇာလို့တိကျပြီးတော့မှ3နှစ်တစ်ကြိမ်တက်တန်းတူလို့ရပါတယ် F299 ရဲ့အာသာချက်တွေအနေနဲ့ဝိုင်းစပွားရေးလို့ခွင့်ရှိတယ်လို့အလုပ်တွေကိုလည်းကိုစိတ်ကြိုက်ရွေးချယ်ပြီးတော့မှလုပ်ကန်ခွင့်ရှိပါတယ်အိမ်တော်ဖက်နဲ့ကိုယ့်ရဲ့တာသမီတွေကိုခေါ်ယူခွင့်ရှိပြီးတော့မှကိုယ့်ရဲ့အိမ်တော်ဖက် F3 ကိုင်ဆောင်ထားသူအနေနဲ့လည်းဒီတမတ်ချက်ပြည့်မီရင် F299 ကိုရှောက်ထားလို့ရပါတယ် ။ဒီအမျိုးသားနဲ့အတူနေရောက်စလို့ F299 ကိုရပြင်းတော့မှဆိုရင်ဒီယုံကျူးကလို့ပြောရပါတော့ F5 အနေနဲ့နေနိုင်ခွင့်ဗီဇာကိုပြန်လည်းချောက်ထားလို့ရနိုင်ပါလားရှင်။ချောက်ထားခွင့်တမတ်ချက်တွေအနေနဲ့ E7 နဲ့9ဒီနေပြီးရဲ့ဒူတန်းချောက်ထားခွင့်ရှိပါတယ်။ဘူငွေတမတ်ချက်ကတော့တယောက်တစ်ပြောင်းမယ်ဆိုရင်ကိုရီးယားနိုင်ငံရဲ့အနည်းဆုံးလစာပေါ့နော်ဒီ2025မှာ6ဝယ်ဆိုရင်ကတော့2024ရဲ့တမတ်ချက်အတိုင်းအနည်းဆုံးလစာ320ဘယ်လောက်လဲမသိဘူးပေါ့နော်အဲ့ဒါရဲ့18ဆရှိထားမှာဖြစ်ပါတယ်။အင်း300 80ကျော်80လောက်ပေါ့เนาะအဲ့လောက်ရှိထားမှာဖြစ်ပါတယ်။အဲ့အင်တာဘတ်နဲ့အတူတူနှစ်ယောက်တွဲမှာရှောက်ထားခြင်းနဲ့ဆိုရင်ကတော့ GNI ဝင်ဝင်ပေါ့။ GNI ရဲ့တိတိတမ5ဆရှိရဲ့3640ကျော်ဝင်ဝင်ရှိထားမှာဖြစ်ပါတယ်။ငွေကြေးပတ်ဆိုင်မှုအနေနဲ့ကတော့ကိုယ့်ရဲ့ဘဏ်သင်းမှာပေါ့เนาะ6လအထက်350ခန့်ကိုထည့်ထားမှာဖြစ်ပါတယ်။အင်တာဘတ်နဲ့အတူတွဲရှောက်ခြင်းနဲ့အနေထားဆိုရင်ကတော့3300ခန့်ဝင်ကျင်ကိုဘဏ်သင်းမှာထည့်ထားမှာဖြစ်ပါတယ်။ နောက်တစ်ချက်ရေးကြည့်ရအချက်အနေနဲ့ topic level 4နဲ့ KIV B စတမအထက်ရှိထားမယ်ဆိုရင်ကတော့ချက်ချင်းချက်လို့ရပါပြီရှင်။ဒီမှာကနေကြံပေးချင်တဲ့စကားပေါ့နော်ဒီ E9 နဲ့ A9 နဲ့ကိုရီးယားမှာအကြိုင်လေးနေချင်တဲ့ကိုရီးယားစက်ယုံကလည်းချင်းနေကောင်းတယ်အမျိုးဆိုရင်ကတော့ဒီ E9 နဲ့ပေါ့နော်အကြိုင်ကြီးမဆွဲဘဲနဲ့ဒီစက်ယုံမှာပဲ E74 ပြောင်းပြီးတော့မှ9နှစ်နေပြီးပြီဆိုတော့ねကိုရီးယားအချင်းလည်းတက်တာပဲဒီ9နှစ်ပြရတဲ့ F299 လည်းချောက်လို့ရတဲ့ခါကျတော့ကိုကိုဘလိုမျိုးရွေးချက်နဲ့ကိုရီးယားမှာခက်တယ်လဲဆိုတဲ့ပုံမူတည်ပြီးတော့မှပေါ့နော် ကိုကြိုက်တဲ့ဗီဇာကိုပြင်ဆင်ပြီးတော့မှရှောက်ထားဖို့အတွက် 准备去马来西亚，今天来继续为大家做的马来西亚。